We live in Yangon Photography Project လို့နာမည်ပေးထားတဲ့ဒီပွဲဟာဩဂတ်စ်လ29ရက်နေ့ကစပြီးစက်တင်ဘာ4ရက်ထိပြုလုပ်နေတာဖြစ်သလိုဒီပွဲမှာရှေးဟောင်းယဉ်ကျေးမှုအမွေအနှစ်အဆောက်အဦတွေကိုမျက်နှိုးတက်ဖို့လူနေမှုဘဝတွေကိုဖော်ကျူးဖို့နဲ့လူငယ်တွေကိုမြေတောင်မြှောက်ပေးဖို့ဆိုတဲ့ရည်ရွယ်ချက်တွေပါဝင်နေပါတယ်။ရန်ကုန်တမျိုးလုံးရဲ့ယဉ်ကျေးမှုအဆောက်အဦတွေလူနေမှုဘဝယုံကြည်ကိုးကွယ်မှုနဲ့ပို့ဆောင်ဆက်သွယ်ရေးတွေကိုဓာတ်ပုံဆရာတယောက်တည်းတောင်းဝန်ယူမှတ်တမ်းတင်ဖို့မဖြစ်နိုင်တာကြောင့် ဓပုတ်ပညာရှင်ဝါသနာရှင်တွေစုစည်းပြီးတလနီးပါအချိန်ယူမှတ်တမ်းတင်ခဲ့တာဖြစ်ပါတယ် တပုတ်ပညာပြန်ပွားရေးရောဘာလို့လဲဒီရန်ကုန်မြို့ရဲ့လက်ရှိရှိရှိဖြစ်နေတဲ့စာအုပ်ပေါင်းတွေယဉ်ကျေးမှုတွေခုခွဲရောက်ကျေးမှုတွေအနေမှုဘွားတွေကိုမှတ်တမ်းတင်ထားပြီးတော့နောက်တစ်ချိန်မှာဟိုမှတ်တမ်းခုအနေနဲ့တင်ထားဖို့တော့စီစဉ်တာပါဒီကနေ့မေလာထဲမှာကျွန်တော်တို့ဒီ project မှာပါတင်တဲ့တပုတ်ဆရာလို့ဆောက်လောက်ခေါ်လိုက်ပါတော့ဆောက်လောက်ခေါ်ရတယ်ဆိုတော့ဒီလို project ကိုခြေကိုထဲမှာ brand မို့ဆိုတာကတပုတ်ဆရာတူတယောက်ထင်းနဲ့လုံးလုံးမရပါဘူးများတယ်ကျွန်တော်ဆောက်လောက်ခေါ်လိုက်တဲ့ခါကျတပုတ်ဆရာပညာရှင်ပေါင်းပေါ့နော်58ခုကပါပြီးတော့ဆောက်လောက်တင်ပါတယ်ဆောက်လောက်တင်တဲ့ထဲမှာပညာရှင်တွေပါလို့ဝါနာရှင်တွေပါလို့အခုမှစပြီးတော့တပုတ်ရိုင်းနဲ့လူတွေလည်းပါပါလား တော့ဘလို့ဘလို့လူမျိုးပဲဖြစ်ဖြစ်ပေါ့နော်တကယ်လုံလုံးနိုင်ပြီးရောဆိုတဲ့မျိုးနဲ့58ကိုလက်ခံလိုက်ပါတယ်အဲ့လိုလက်ခံပြီးတော့ကျွန်တော်6ပါးပိုင်းတစ်ပါးလုံးလုံးဒီအဲ့ဒီ58ကိုအခွဲ၄ဘက်ဖွဲပြီးတော့ရန်ကုန်မြို့ကိုပတ်ပြီးတော့တပ်ပုံကိုစပြီးမတန်းတင်ပါတယ်ကိုရဲ့ကြာပြုတ်လုံနေတဲ့ဒီပွဲမှာခေါင်းစဉ်နဲ့ကိုက်ညီပြီးအများသဘောတူတဲ့တပ်ပုံ80ကိုပြတ်တာထားသလိုတပ်ပုံမှတ်တမ်းပေါင်း250ကျော်ပါဝင်တဲ့မှတ်တမ်းစာအုပ်လည်းထုတ်ဝေခဲ့ကြပါတယ်ဓာတ်ပုံပြိုင်ပွဲနဲ့ဓာတ်ပုံဆွေးနွေးပွဲအကြောင်းကိုလည်းကိုကျော်ကျော်ဝင်းကဆက်ပြီးရှင်းပြခဲ့ပါတယ် ။ဓာတ်ပုံပြိုင်ပွဲလေးကတော့ဝင်ကြည့်ပြင်ရန်ကုန်ပြီးတော့ခေါင်းစနစ်ပါပဲ။နောက်ပြီးတော့အဓိက main topic လေးကတော့ကျွန်တော်ကဟိုလက်ရှိ run နေတဲ့အဲ့ဒီ topic လေးကိုလည်းချပြလိုက်ပါ။ချပြလိုက်တဲ့အခါကျတော့ဓာတ်ပုံပညာရှင်တွေဘာလဲရှင်တွေအားလုံးပေါင်း76ဦးပါ။ဓာတ်ပုံ242ပါကိုတန်ခိုးမှာဝင်ကြည့်ခဲ့ပါတယ်။အဲ့ဒီဓာတ်ပုံကိုကျွန်တော်တို့အမှန်ငယ်ဓာတ်ပုံသင်ခဲ့ပါတော့ခရစ်ပညာရှင်တွေစိတ်ပေါ်ပြီးတော့တော့ရွေးချယ်ခဲ့ပါတယ်။ရွေးချယ်တဲ့အခါကျတော့စီရဓာတ်ပုံ5ပုံဖတ်လာပါတယ်။အဲ့ဒီစီရဓာတ်ပုံ5ပုံကိုလည်းပဲကျွန်တော်တို့နဲ့အတူတူရောင်းမှပြထားပါတယ်။နောက်ပြီးတော့ကျွန်တော်တို့ပညာပြန်ပွားရေးဆိုင်ရာရွေးချယ်တွေပါတဲ့အခါကျတော့ဒီမှာပြီးမှရှိတဲ့ ဲ့တမညာရှင်တွေကိုကျွန်တော်တို့ကပြီးတော့ဖန်တောင်းပါတယ်ဆရာတို့ကျွန်တော်တို့အစီအမံလာပြီးတော့ဒီ topic လေးတွေ workshop လေးတွေအဲ protocol လေးတွေလုပ်ပြီးပါဆိုတဲ့ခါကျသူကလည်းဝန်တာအရာနဲ့ကျွန်တော်တို့ကူညီပေးပါတယ်အဲဆိုတော့ကျွန်တော်တို့ကအဲဒီတမညာရှင်တွေပြီးပေါ်ပြီးတော့ဒီမှာအများကြီးဒီ video ဆုံးတော့เนาะဒါနားထောင်လို့ရတယ်လာတက်လို့ရတယ် workshop တွေဒီ top protocol တွေ seminar တွေကျင်းပပြီးပါတယ်ရှင်ချင်းမှုအစအဦးလူနေမှုဘဝကိုယ်ပွယ်မှုနဲ့ကိုယ်ဆောင်ဆက်သွယ်ရေးကဏ္ဍ၄ခုအောက်မှာရှင်ပြန်ရမယ့်ဓာတ်ပုံပြန်ပွဲမှာအများဆုံးအနေနဲ့ ၃သိန်းအထိစုချင်းမြင့်သွားဖို့ရှိနေပါတယ်